ါရှင်မေလ16ရက်နေ့ရဲ့မနက်ပိုင်းသတင်းများကိုကြီးညာပေးပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်နောင်ပိန်ကျေးရွာကို၃ရက်အတွင်းဝင်ရောက်လာတဲ့စစ်ပေးရှောင်တွေကရှားနဲ့ချီရှိနေပြီးစားနပ်ရိက္ခာအထူးကလိုအပ်နေတဲ့ဆိုတဲ့သတင်းမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရုပ်ရှင်လောကသားများတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးဥလူမင်းနဲ့အစည်းအရုံးတာဝန်ရှိသူအချို့ရဲ့လုံဆောင်ချက်တွေအပါအဝင်တခြားကိစ္စရပ်များကိုဆွေးနွေးခဲ့တဲ့ဆိုတဲ့သတင်းဥကြသူပထမဆုံးပြန်လည်ရိုက်ကူးထားတဲ့စုံတော့အက်ရှင်ဇက်က Professor Dr. စိတ်ဖွာဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုရရမယ်ဆိုတဲ့တဲ့အစရှိတဲ့တဲ့တွေပါဝင်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့နယ်အတွင်းမှာရှိတဲ့ဟက်ခွေကြီးရတဝိုက်မှာဖြစ်ပွားနေတဲ့တက်မရော်နဲ့ရှမ်းပြည်ဖွံ့ဖြိုးရေးပါတီ SSPP SSA တို့ရဲ့တိုက်ပွဲဖြစ်စဉ်တွေကြောင့်နောင်ပိန်ကြီးရတွင်တို့၃ရက်အတွင်းဝင်ရောက်လာတဲ့စစ်ဘေးရှောင်တွေကရှားနဲ့ချီရှိနေပြီဖြစ်ပါတယ်။ တိုက်ပွဲဆောင်သူတွေဟာမေလ12ရက်နေ့ညနေပိုင်းကစတင်ပြီးနောင်ပင်ကြီးရွာကိုရောက်ရှိလာကြတာဖြစ်ပြီးတော့လက်ရှိမှာတိုက်ပွဲဆောင်သူ600ကျော်ရှိလာပြီဖြစ်ပါတယ်တိုက်ပွဲဆောင်သူများနေထိုင်မှုနောင်ပင်အော်တမာယုံနဲ့ပုတ်ပါယုံကျောင်းတိုင်းမှာရှိတဲ့ဇေယျကျောင်းတွေမှာယာယီစခန်းတွေပြုလုပ်ပေးထားပါတယ်။ရွာမှာကတော့ဘသူမှမရှိတော့သလိုပဲတိုက်ပွဲတွေဖြစ်တော့အလုံးကကြောက်ပြီးနောင်ပင်ကိုပြေးလာကြတာဖြစ်ပါရဲ့လို့တိုက်ပွဲဆောင်မှုနောင်ပင်ကိုရောက်ရှိလာတဲ့ဒေသခံတအူးကပြောပါတယ်။တိုက်ပွဲဆောင်သူတွေဟာ ရွာရှိနေအိမ်တွေမှာမွေးမြူထားတဲ့ကျွဲနွားတွေကိုလွှတ်ထားခဲ့ရပြီးနေအိမ်တွေကိုတော့ခက်ကထွက်ပြေးလာခဲ့ကြရတာဖြစ်ပါတယ်။တမ်မရော်နဲ့ SSPB SSA တို့ရဲ့ထိတွေ့တိုက်ပွဲတွေကြောင့်ဟဲဂီကျွေးရအနီးတစ်ဝိုက်မှာရှိရဲ့နမ်ဝါဟဲဂီနမ်ဟန်ခိတ်ရေဆန်ဟိုဖိုင်နောင်မိန်နမ်ဖော်လူပြင်းနင်ပြင်းစော့ပန်ကြံလွယ်ပေါင်းကျွေးရတို့ကနေဒေသခံ600ကျော်ဟာနောင်မိန်ကျွေးရမှာစစ်ပေးဆောင်မှုရောက်ရှိနေကြတာဖြစ်ပါတယ်။ စစ်ဆောင်လာတဲ့စခန်းကိုရောက်လာတဲ့သူတွေအလုံးကိုကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနေပြီးတော့ထွက်ပြေးလာကြတဲ့သူတွေဖြစ်တာကြောင့်ကြောက်စိတ်တွေလွန်ပြီးသွေးတိုးတာတွေဖြစ်တာရှိပြီးတော့တခြားရောဂါတော့တိတ်မရှိပါဘူးလို့နောင်ပင်စစ်ဆောင်စခန်းမှာကျမ်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ဆရာမဒေါ်နန်းမေဦးကပြောပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွားလျက်ရှိတဲ့တိုက်ပွဲဖြစ်စဉ်တွေကြောင့်ကြောင်ဝဲမြို့နယ်တီဘောမြို့တို့မှာလည်းစစ်ဘေးဆောင်စခန်းတွေဖွင့်လှစ်ထားရပါတယ်။ စပေးဆောင်သူတွေရဲ့နေရေးအတွက်ကတော့အဆင်ပြေနေပေမဲ့လည်းနောက်ရက်တွေမှာတော့စားနပ်ရိက္ခာအလူရှင်တွေလိုအပ်နေတယ်လို့နောင်ပိန်ကျေးရွာမှာစပေးဆောင်သူတွေရဲ့လိုအပ်ချက်တွေကိုကူညီပေးနေတဲ့ဥဖို့ညိုကပြောပါရယ်မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့တာဝန်ရှိသူတွေနဲ့ရုပ်ရှင်လောကသားတွေတွေ့ဆုံဆွေးနွေးပွဲကိုမေလ15ရက်နေ့ကရန်ကုန်မြို့မှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးမှာဆွေးနွေးခဲ့သူတွေကဥလူမင်းပါဝင်ရုပ်ရှင်အစည်းအရုံးကတာဝန်ရှိသူအချို့ရဲ့လှုပ်ဆောင်ချက်တွေပါဝင်အခြားကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်ဒီနေ့ဒီအစည်းအဝေးဖြစ်လာရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ Academy ပေးပွဲကနေဆက်ဆက်ပါတယ်ကျွန်တော်တို့ Academy ပေးပွဲပြီးတဲ့နောက်ပိုင်းမှာအားလုံးသိကြတဲ့အတိုင်းဒီလူမှုကွန်ရက်ဆက်မြနာတဲ့ပုံမှာအပြန်အလှန်မကျေနပ်မှုတွေဝန်ခံမှုတွေပေါင်းပေါ်လာတဲ့အခါမှာကျွန်တော်အနေနဲ့ရုပ်ရှင်အစည်းအရုံးဥပဒေတရားဥပဒေကိုစဉ်းစားပါတယ် အဲ့တော့ကျွန်တော်တို့ယောဂလောကသားကြီးတွေကအပြစ်မှန်ကြည့်လို့ရှိရင်ကြောက်လည်းကြောက်ပြုတ်ပွဲနေကြတယ်စိတ်လုံးကြီးမျိုးမှုတွေမရှိဘူးအစ်စ်မပြေမှုတွေတွေပဲပြည့်နေတယ်လေလို့သင်္ကေတရားတွေထွက်လာပါတယ်အဲ့တော့ကျွန်တော်တို့လုံရှင်သမားတွေဆိုတာပရိသတ်ရဲ့အာပိမှုပရိသတ်ရဲ့မေတ္တာနဲ့ကျွန်တော်တို့ကရက်ပြရတဲ့အမှုပညာရှင်တွေဖြစ်ပါတယ်ပရိသတ်ရဲ့ဆန်ပြုဆန်ပြုရာအဖွဲ့အစည်းအခုလိုလည်းပြောမယ်ဆိုပြောလို့ရပါတယ်ကျွန်တော်တို့အနေနဲ့ကတော့အခုလက်ရှိ ျွန်တော်ဥက္ကဋ္ဌမြတ်တော်ထမ်းဆောင်တဲ့မြန်မာနိုင်ငံရုပ်ရှင်အစီအမျိုးဟာလောကသားတွေရဲ့ဆန္ဒနဲ့ရွေးကောက်တင်ရောက်ခံပြီးတော့ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံရုပ်ရှင်အစီအမျိုးဖွဲ့စည်းဖြစ်ပါတယ်။အဲ့ဒီတော့လောကရဲ့ကာလများစီကကျွန်တော်တို့ရုပ်ရှင်လောကသားများရဲ့လှုပ်ရှင်အရေးတက်ကြွလှုပ်ရှားမှုများကပူဆောင်ပြီးတော့ရုပ်ရှင်လောကသားများရဲ့လိုအပ်ချက်တွေဆန္ဒတွေကိုထုတ်ဖော်ပြီးမှအခုလိုမြန်မာနိုင်ငံရုပ်ရှင်အစီအမျိုးဆိုတာလောကသားရဲ့ဆန္ဒအစစ်အမှန်နဲ့ ရွေးချယ်တင်မြောက်ပြီးတော့ဖွဲ့စည်းထားတဲ့ဓမ္မနိုင်ငံရုပ်ရှင်အစီအစဉ်ဖြစ်ပါတယ်။အဲ့ဒီကာလကတော့ဆန္ဒဖော်ထုတ်တဲ့ကာလတွေဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေဆန္ဒတွေကိုစူးစီးပြီးဖော်ထုတ်နေတာဖြစ်ပါတယ်။အခုလက်ရှိကျွန်တော်တို့ဓမ္မနိုင်ငံရုပ်ရှင်အစီအစဉ်ကတော့အဲ့ဒီဆန္ဒတွေကိုအကောင်အထည်ဖော်နေတဲ့ကာလဖြစ်ပါတယ်။အဲ့တော့ဆန္ဒတွေကိုဖော်ထုတ်ရတာနဲ့အဲ့ဒီဆန္ဒကိုအကောင်အထည်ဖော်ရတယ်ဆိုတာကဘာဟာချက်တွေအများကြီးရှိပါတယ်။ ဒီနေ့ခေတ်အချိန်ကာလမျိုးမှာဆောင်ရွက်ရတဲ့အခန်းခွန်ကအတီးသီးမှလည်းဆောင်ရွက်ရတာအခက်ခဲတဲ့အနေအထားတွေဘယ်လောက်ကြီးရှိမယ်ဆိုတာကျွန်တော်တို့လောကသားတွေကျွန်တော်ရှင်းပြပေးစရာမလိုအောင်လို့သိနေပြီးသားဖြစ်ကြမှာပါအဲဒီတော့ချုပ်ပြီးပြောရရင်ကျွန်တော်တို့ဒီနေ့ဒီလိုပြုစုဆွေးနွေးပွဲဆိုတာအင်မတန်မှကောင်းပါတယ်ကျွန်တော်အနေနဲ့ one out one out ကိုကျူးလို့ပါတယ်နောက်နေ့နောက်နေ့တင်ပါလဲတစ်နှစ်တစ်ချိန်ဆိုတာလိုမျိုးကပုံမှန်ကျင်းပဖြစ်ပါတယ် ဒါမှလည်းကျွန်တော်တို့ရုပ်ရှင်စီရင်ဥက္ကဋ္ဌအပေါင်းဝင်အမှုဆောင်တွေအနေနဲ့ပါဒါကျွန်တော်တို့ software စက်တာပါပဲအဲ့တော့ကျွန်တော်တို့ဘာတွေလုပ်ခဲ့ကြတယ်ကျွန်တော်တို့ဘာတွေဆောင်ရွက်ခဲ့ကြတယ်ဘာတွေလိုအပ်ချက်ရှိတယ်ဘာတွေအားနည်းချက်ရှိတယ်ဘာတွေအားသာချက်တွေတော့ရှိတယ်ဆိုတော့ဒါကျွန်တော်တို့လည်းကျွန်တော်တို့ကိုကျွန်တော်တို့မှတ်ချက်နေတာပါပဲ အဲ့ဒီဆွေးနွေးပွဲမှာယုံတင်ပြသမှုစနစ်လွဲမနိုင်မှုနဲ့ရုပ်ရှင်ဇာတ်ကားပြသတဲ့စင်စာစနစ်မှာဇာတ်ကားအရေးသွေးမမီတဲ့ဇာတ်ကားတွေကိုပြသခွင့်ပြုနေခြင်းတို့ကိုဝေဖန်ထောက်ပြခြင်းပြီးခဲ့တဲ့ Academy ပြေပွဲမှာအငင်းပွားဝယ်ရာတွေ Academy စုအရေးအတွက်ပြည့်မီအောင်မပေးခြင်းနဲ့ Academy ရွေးချယ်တဲ့စာရင်းစာညွှန်းတွေကိုရုပ်ရှင်လောကသားတွေမသိခြင်းအတွက်ရှင်းလင်းပေးဖို့ဆွေးနွေးခဲ့ကြပါတယ်။ Director Dikit နေကတော့ပြီးခဲ့တဲ့ Academy စုဝေဖန်မှာစုအရေးအတွက်ပြည့်မီအောင်မပေးရနဲ့ အကယ်ဒမီရွေးချယ်တဲ့အစဉ်ကြီးဆန်းညွန့်တွေကိုလုံရှင်လောကသားတွေမသိရတဲ့အတွက်ရှင်လင်းပေးဖို့ဥလူမင်းကိုမေးမြန်းခဲ့ပြီးတော့ဥလူမင်းကလည်းအခုလိုပြန်လဲဖြေကြားခဲ့ပါတယ်။ဆင်ကြားရှင်စုကိုချက်ခဲ့တယ်ဆိုတာကကိုလိုမြန်မာနိုင်ငံအကယ်ဒမီတမန်တော်ကြီးနေဆိုတဲ့ဟိုးရင်ကထောင်ပေါင်းကြီးဖြစ်ကောင်တန်း80တရားဖြစ်ပါတယ်။တစ်နှစ်လုံးမှာစုလေး3ခုပဲပြီးခဲ့တယ်ဖြစ်နေရှိတယ်။အဲဒီတော့မနေ့ကဆင်ကြားရှင်စုကိုချက်တဲ့အချိန်မှာ ့50ကျော်ကျော်လုံးကိုလည်းအားနည်းချက်ပြတ်တယ်အဲ့တော့ဒီနေ့မှာပြောတော့အဲ့ဒီ50%ဆိုတာမပါဟောဒီလိုအမှတ်ပေးစီးရင်းအခြေခံပြီးတော့သက်ဆိုင်ရာကျွမ်းကျင်တဲ့ပညာကိုသက်ဆိုင်ရာကျွမ်းကျင်သူတွေကရွေးချယ် တော့ဘာလို့ဒီပြီးတော့စုအဖြစ်မထွက်လာခြင်းပဲဖြစ်ပါတယ်။အဲ့ဒီခါမှာဘုံကဒရိုက်တာလောက်တာလည်းတော့ဘာလို့မဆိုင်ချင်ပါလဲ။ဆွေးနွေးမှုမှာဝေဖန်ဆွေးနွေးခဲ့သူဒရိုက်တာမောင်မျိုးမြင့်ရင်တွေပြစ်ကအကယ်ဒမီပေးပွဲကျင်းပရာမှာပြင်တိုင်းဝန်ကြီးဌာနကဆောင်ရွက်ချိန်ကတင်နာစနစ်နဲ့ဆောင်ရွက်ခဲ့ပေမဲ့အခုအစည်းအရုံးကကျင်းပချိန်မှာတော့တင်နာမခေါ်ဘဲကျင်းပနေမှုကိုမေးမြန်းခဲ့ပါတယ်။ဒီလိုမေးမြန်းမှုကိုရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌဦးလုံမင်းကအခုလိုပဲပြန်လည်ဖြေကြားခဲ့ပါတယ်။ကျွန်တော်တို့ကလောကသားတွေပိ ဘာရေးကော်မတီတွေကပဲအဲ့ဒီပတ်စံကိုကျွန်တော်တို့ရအောင်ရှာတယ်အခမ်းအနားကိုကြီးကြီးကျယ်ကျယ်ဖြစ်အောင်ခမ်းအနားကိုကျွန်တော်တို့ဘာလို့ကျွန်တော်တို့ဝေးရှာတယ်ကျွန်တော်တို့ဘာကျွန်တော်တို့ပင်မခံတဲ့ရလာတဲ့အပြတ်ဆုံးအစည်းအုံးကြီးကိုပြန်ဖြစ်တယ်မနစ်ကဆိုလို့ရှိရင်တိုင်1500လောက်ကျွန်တော်တို့ရုပ်ရှင်အစည်းအုံးကြီးတွေကိုဖြစ်တယ်ခဲ့မြမရုပ်ရှင်သမိုင်းမှာမရှိခဲ့ဘူးပုံပြကြားရေးဝန်ကြီးဌာနလက်ထက်ကတော့ဝေးလာဝေးဥစဉ်ဝိုင်းလက်ထက်ကကြာမှာတရားလား၂ရာလားစပြီးလို့ကျွန်တော်တို့ကရပြီအဲ့တော့ကျွန်တော်တို့ဘာသာကျွန်တော်တို့လုပ်လိုက်တဲ့အချိန်မှာ ီလိုကြီးကြီးကျယ်ကျယ်ကံကံနဲ့လုံနိုင်တယ်။မနစ်ကဆိုရင်3500ကျော်လောက်မြတ်တယ်။ဒီနှစ်ဆိုရင်3400လောက်မြတ်တယ်။အဲ့တော့ကျွန်တော်တို့ကဒီပွဲချင်းပါရေကော်မတီကပဲဒီငွေကိုရှာပြီးတော့အစည်းအဝေးကိုပြန်ပြုတာဖြစ်တယ်ဆိုကျွန်တော်တို့ကတက်တာမခေါ်တဲ့အတွက်လည်းကျွန်တော်တို့တက်တာအမှန်ရုပ်ကိုလို့ကျွန်တော်တို့မယူဆပါဘူး။ဒါအပြင်ဒရိုက်တာမောင်မျိုးမင်းကရုပ်ရှင်အစည်းအဝေးဥက္ကဋ္ဌသက်တမ်းပြင်ဆင်ထားတဲ့ကိစ္စ အသက်50ပြည့်ပြီးမှသာဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ဖို့တတ်မှတ်ထားပေမဲ့ဥက္ကဋ္ဌဦးလိုမင်းမှာအသက်58နှစ်သာရှိနေခြင်းပေါ်ဆွေးနွေးကြရမှာအဆိုပါကိစ္စရပ်တွေနဲ့ပတ်သက်ပြီးရွေးကောက်ပွဲပြည်မြောက်ရေးကော်မရှင်ကဦးနင်းမိုးကအခုလိုပဲပြန်လည်ပြောကြားခဲ့ပါတယ်တော့ဒါပေမဲ့အခုဒီဣတိရပဲသဘောလို့လာဖြစ်ပါတယ်။အဲ့ဒီလောက်ကျင်းနေကျင်းစင်မှုကြတယ်။ဒီလောက်ပေါ့ကျင်းစင်မှုကြတာ။ဘယ်ကောက်ဘယ်ကောက်ရှိလဲ။အဲ့ကောမရှိနေကျွန်တော်တို့အဲ့ကောမရှိရဲ့ဇေလွားကိုလည်းကျွန်တော်တို့ သက်ဆိုင်ရာတို့ကသင်ပြပြီးရတယ်ကျွန်တော်တို့ကတော့တင်ပါတယ်အဲ့ဒါကိုပြောပြမှပြင်ဆင်တဲ့ငယ်လို့ဖြစ်ပါတယ်။ဘုနာတက်တန်လေးအဲ့ဒီတိုင်ပါပဲ။အဲ့ဒီကျွန်တော်ကအဲ့ဒီအချိန်ကရုပ်တော့ပုံပုံရှင်းတော့ကျွန်တော်ကဆယ်ဝါရဲ့ကိုယ်တော်ရဲ့ပြောခွဲထားတဲ့ဆယ်ဝါရဲ့ဘုံနဲ့ကိုစဉ်းစားအဲ့တော့နောက်ပါပဲဆုံးဖြတ်ဆုံးဖြတ်ကျွန်တော်တို့မသိခဲ့တဲ့ဂျီဆယ်ရောက်လာတဲ့ပတ်ပြီးဆုံးဖြတ်သွားတယ်ဆိုရင်ဒိတ်မင်းတို့လက်ရောက်ပါမယ်။အဲ့ဒါကြောင့်တော့တို့ကအခုလာတော့ဒီဒီမှာကျွန်တော်တို့ကတော့ ဒီစည်းဝေးပွဲကိုအလွှာအသီးတိကရုပ်ရှင်လောကသား200ဝန်းကျင်ခန့်တက်ရောက်ခဲ့ပါတယ်။ Academy ဦးကျော်သူရဲ့ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့ရတဲ့ပွဲရက်ဇာကဖြစ်တဲ့စုံတော့အရှင်ဇာက Professor Dr. စိတ်ဖွာရုပ်ရှင်ဇာကကြီးကိုအခုလာမဲ့မေလနောက်ဆုံးအပတ်မှာရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇက်ကားရဲ့ပရက်ရှိုးပြတာရဲ့ပွဲကိုတော့ရန်ကုန်မြို့တမရရုပ်ရှင်ဦးမှာမေလ15ရက်နေ့ကပြုလုပ်ခဲ့ပါတယ်။2009ခုနှစ်လောက်ကတည်းကအနုပညာလုပ်ကင်ခွင့်အပိတ်ခံခဲ့ရတဲ့အကယ်ဒမီဦးကျော်သူအနေနဲ့ပရော်ဖက်ဆာဒေါက်တာစိတ်ဖွားရုပ်ရှင်ဇက်ကားကြီးဟာသူ့ပရိသတ်တွေနဲ့ပြန်လည်ထိတွေ့တဲ့ဇက်ကားဖြစ်ပါတယ်။ဒီဇက်ကားမှာပါဝင်တရုတ်ဆောင်ဖြစ်ပြီးစိတ်ဖွားဆက်ရုပ်ကိုပြည်ပြောင်တရုတ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီးဥတော်သူကအခုလိုပြောပါတယ်။ကျွန်တော်ဒီ2009စက်တင်ဘာတန်ခါရေကင်ရွှေအောင်ဒေါ်လာရေးရစပြီးတော့ကျွန်တော် ရုပ်ရှင်ရိုက်ခွင့်ပိတ်လိုက်တယ်အခု၈နှစ်ကြာတော့မှဒီ2015နိုဝင်ဘာလောက်မှကျွန်တော်ပြန်ရိုက်လို့ရတယ်ပြောလို့ကျွန်တော်ဟိုလာရိုက်တာပေါ့လေလာရိုက်တော့ဒီဒီကားကိုကျွန်တော်ပြန်ရိုက်တော့ဒါအရင်တော့လည်းရိုက်ခဲ့ပြီးတယ်အရင်တော့ကဒိုင်တာကင်ဆောမျိုးရိုက်ခဲ့တာအဲ့ဒီမှာကျွန်တော်ကမိုးသီးနေရကိုကိုရဲအောင်နေရအဲ့ညာမျိုးပါဝင်ခဲ့တယ်အခုတော့စိတ်ဖွာစိတ်ဖွာလည်းလုပ်ရမယ်ပြီးတော့ ဆရာကြီးမင်းသိန်းခါရဲ့ဇက်ဆရာကြီးမင်းသိန်းခါရဲ့ကျွန်တော်ရဲ့ဆရာရင်းပြောဆရာကြီးရဲ့ဒီပလော်ဒီဒီတပ်ပနာတွေဒါတွေကိုကျွန်တော်ကြိုက်တယ်ပြီးတော့ဒီခစ်နဲ့တဲ့ဒါအံဝင်ခွင့်ကြပါလေဒီခစ်ဆိုတာမမတော့အခုအစိုးရအပြောင်းလဲဖြစ်သွားတဲ့အတွက်အရင်အစိုးရချိန်ဆိုပို့ပြီးအံဝင်တယ်အဲ့တော့ဒါကိုကျွန်တော်သဘောချပြီးဒါအများအတွက်အကျိုးရှိမှာဆိုရဲဒါကျွန်တော်လက်ခံလိုက်တာအော်ရိုက်တဲ့နေရာတော့ကျွန်တော်ဒီရုပ်ရှင်လုပ်ငန်းကိုကျွန်တော်မူဂျူ မူဂျိုဒန်နေပြီးတော့ပြန်တက်ရတာပါလေ။အော်နည်းနည်းတော့ကြောက်တယ်။အော်ကျွန်တော်ရန်လေးသွားတို့ရအောင်တို့ကျွန်တော်အကူရင်တောင်းရတယ်။ဒါငါ့ကိုဝိုင်းတင်ကြပါ။လူသားရှိရသေးသင်ပေးပါ။ရန်လေးတို့လည်းကယူဆိုင်တယ်။အော်ကောင်းပေါင်းဆောင်းတာတို့တိုက်ပုံရွက်နေတာဒါလေးဆိုသူအားလုံးပြေးရနေပြီးတော့ဝိုင်းပြီးတော့လုပ်ပြီးတယ်။ချွေးတုတ်တာအစားပါလေ။အဲ့တော့အော်ဒီအားလေးဒီကားလေးကိုလည်းဒါကျွန်တော်ရုပ်ရှင်ပိတ်ကားပေါ်မှာပြန်မြင်ခြင်းနဲ့ ျွန်တော်ရဲ့ပိဋကအမခံပိဋကတည်းအတွက်ဟိုချိန်နှက်လင့်တယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။စိတ်ဖွာလည်းဒုဗယာစာကျွန်တော်လည်းအပြင်မှာဒီငါးကြီးလုပ်ငန်းတွေလုပ်နေရတယ်အများအပြည့်အများပြည်သူကိုကူညီပေးနေရတယ်သူအဲတော့ခံကြခြင်းစိတ်သက်ခြင်းလည်းဒူပါလိမ့်မယ်။နောင်ကြီးနဲ့မရဘူးလို့ခေါ်တယ်။စိတ်ဖွာဟာချိုးစိတ်ဖွာအသက်တရားနာမရှိတဲ့။ Oh မတားလွယ်လိုက်တာဗျာ။ကျောက်ကျောက်အောက်တန်းစားလို့ပြောအောင်ခင်ဗျားတို့ကဘာတန်းစားလိမ့်။ဟမ်ဒီမှာ ကျမတို့စီးလာတယ်ကွာဝစ်ထားတဲ့အဝတ်အစားကိုကြည့်ပြီးကျမတို့ဘယ်အဆင့်တန်းလဲဆိုတော့ရှင်းနာမလဲဘူးလားဒီမဲအထက်တန်းစားပဲဖြစ်ဖြစ်အောက်တန်းစားပဲဖြစ်ဖြစ်သူ့ပရာစားပဲဖြစ်ဖြစ်ဤပိုင်ဖင်လန်ပြီးပါတာခင်ဗျားတို့ကဖင်မလန်ဘူးလားဟာမရိုင်းလာ ਈ လားအဲတပေးနေမယ်ကဥလာမလားဟုတ်မဟုတ်ပါဘူးရှင်ဟိုလက်ပန်းရှင်ဥညပါဟောဒီကွယ်ဟိုအဲ့ဒီနာမည်တွေရတယ်ဟိုခဏခဏမှားနေလားဟိုစိတ်မရှိပါနဲ့နော် ဟိုကလေးမတို့တတိနဲ့တတိပြီတော့တွားပြောလိုက်ပါဒီမှာအရေးကြီးတဲ့ပုံကိုရောက်နေတယ်လို့နော်ပြင်သစ်တီဘုံတက်ကတော့ကပရိုဖက်ဆာဒေါက်တာစိတ်ခေါ်ရောက်နေတယ်လို့တွားပြောလိုက်ပါ ခင်းရတိရရမလိုက်နဲ့သူတို့ရှိရတဲ့ညာငါပြီးတယ်ဒီစကားကိုဒရိုက်တာခင်းစောမျိုးအဖေ့ပညာကရိုက်ကူးပုံဖော်ထားပြီးတော့ဆရာမင်းတင်ခါရဲ့ဝတ္ထုဖြစ်ပါတယ် Lucky 7ရုပ်ရှင်ထုတ်လို့ရကထုတ်လို့တဲ့ Professor Dr. စိတ်ပွားဇာကမှာ Academy ကျော်သူ Academy ရဲအောင် Academy ရန်အောင်နဲ့ Academy မင်းဦးစတဲ့ဝိုင်းသယုတ်ဆောင်မင်းသားကြီးတွေပါဝင်သယုတ်ဆောင်ထားပါဗျ။ ဒီရုပ်ရှင်ဇာတ်ကဟာစုံနောက် action ဇာတ်တကားလည်းဖြစ်ပါတယ်ဒီကနေ့ပတ်သက်ပြီးတော့ရိုက်ကူးပုံဖော်ထားတဲ့ director ခင်စောမျိုးကလည်းအခုလိုပြောပါတယ်အဲ professor ဒေါက်တာစိတ်ဘွားတော့သိရချင်တဲ့ကားပေါ့မင်းသိကဝတ္ထုကြီးရအဲကြောင့်ဖန်တီးခဲ့ပြတယ်မှာအဲမင်းသားရွေးချယ်မှုကတော့ကိုကျော်သူနဲ့လိုက်တယ်လေကိုကျော်သူကအပြင်မှာလဲနိုင်ကူညီမှုဥက္ခရဆိုတော့သူ့ဘာရတာနေရာမှာအလိုက်ဆုံးသူ့စပိန်ကြီးရောပါဘောလေ အဲအဲ့ဒီပုံနဲ့ဘိုက်ဘူးကြီးနဲ့လိုက်ပါတယ်ဟဲ့ဒါကြောင့်ရွေးချက်ခဲ့တာပေါ့စကလုံးကတော့ဆရာကြီးစကလုံးနည်းနည်းကျွန်တော်တို့လူချင်းတဲ့စကလုံးများများကျွန်တော်တို့ကကျွန်တော်ညှက်ထည့်သွားတာပေါ့ဒီခေတ်ဒီခါနဲ့ကိုက်ညီအောင်ပါကြည့်တဲ့ပြည်သက်တွေစိတ်ဖွမ်းပြိုးတဲ့စကားလေးတွေကိုနမူနာရစီခြင်းနဲ့ဘလို့ဖြစ်နေရဲဘလို့ဖြစ်နေတယ်ဘလို့အကြောင်းအရာတွေဖြစ်နေတယ်နမူနာယူသင့်တဲ့ ဥပမာတွေလည်းအများကြီးပါပါတယ်။ဒါပြင် Professor Dr. စိတ်ဖွားရဲ့နောက်ဆက်တွဲဖြစ် Professor Dr. စိတ်ဖွားနဲ့မြေယာစာတတိရုပ်ရှင်စကားကြီးလဲစဉ်းစားကြပြီးဖြစ်တာကြောင့်ဆက်လက်ရေကူးသွားမယ်လို့ Director ခင်ဆုံးမျိုးကပြောပါတယ်။ Professor Dr. စိတ်ဖွားရုပ်ရှင်ဇာတ်ကားကြီးကိုအခုလာမယ့်မေလ29ရက်နေ့မှာရုံတင်ပြသသွားတော့မှာဖြစ်ပါတယ်။